်းထက်သောမိကွန်းကမောင်းပင်မိကွန်းကမောင်းဟာအလွန်ဆေးဘက်ဝင်တဲ့ဖိုးတန်ပင်တစ်မျိုးပဲဖြစ်ပါတယ်။၎င်းပင်ကိုနေရာတိုင်းမှာလွယ်ကူစွာရှာတွေ့နိုင်ပါတယ်။နံပါတ်1နှာခေါင်းသွေးရှံခြင်းအတွက်မိကွန်းကမောင်းနှာခေါင်းသွေးရှံဖြစ်လာပါကမိကွန်းကမောင်းကို ရေစင်အောင်ဆေးပြီးတော့ထောင်းက၎င်းဖက်ကိုနှာခေါင်းပေါ်အုံပေးပါကနှာခေါင်းသွေးပိတ်စေပါတယ်။နံပါတ်2စီယောက စီကြောက်ယောက ။စီယောဂါမျိုးမျိုးနဲ့စီကြောက်ယောဂါမျိုးမျိုးအတွက်မိကွန်းကမုံကိုရေ၃ခွက်တစ်ခွက်တင်ချိုပြီးတော့တကြားနိုင်ငံနဲ့တောက်ပေးပါကစီချိုယောဂါမျိုးမျိုးကိုတက်တာပြောက်ကင်းစေပါတယ်။နံပါတ်၃နားကြိုက်နားပြီယူမိကွန်းကမုံရဲ့အရွက်တန်တန်ကိုအရင်ညှိယူပြီးတော့ကြိုက်နေတဲ့နားကိုခတ်ပြီးမယ်ဆိုရင်နားကြိုက်နားပြီယူယောဂါများပြောက်ကင်းစေပါတယ်။နံပါတ်၄ဝမ်းကြိုက်နေလင်း မိခွန်းကမုံရဲ့တက်ထူရီကိုတောက်ပေးပါကဝမ်ကိုက်ဝမ်ဖော်ဝမ်ရောင်ယောဂါကိုတက်တာပြောက်ကင်းစေပါတယ်။အရွက်နုကိုပဲလော်ထောင်းအမုံနဲ့ရောပြီးလဲတုပ်စားနိုင်ပါတယ်။ချောင်းဆိုးတလိကက်ချောင်းဆိုးတလိကက်ဖြစ်ပါကမိခွန်းကမုံရွက်ကိုထောင်းပြီးအရင်ညှိယူက၎င်းဆေးရီကိုတကြားခဲအမုံနဲ့ရောပြီးတောက်ပေးမယ်ဆိုလို့ရှိရင်ချောင်းဆိုးတလိကက်တွေပြောက်ကင်းသွားပါလိမ့်မယ်။သွေးကင်စာသွေးကင်စာဖြစ်နေတဲ့ဆိုရင်မိခွန်းကမုံရဲ့ပင်စည်နဲ့အရွက်တို့ကို ရေစင်အောင်ဆေးပြီးချိန်ခါအရင်ညှိယူပြီးတော့9မိနစ်ခန့် အပူပေးကြို၍ခဏအေးခံပါနောက်ပြီးခမင်းစားစွန်းနဲ့မနက်သဇွန်ညသဇွန်တောက်လို့ရပါတယ်တပတ်ကို3ရက်တလားလောက်တောက်ပါကကင်ဆာဆဲတွေကိုလျှော့ကြပေးနိုင်ပါတယ်